18ရက်4လ2025ယနေ့18နာရီ17မိနစ်ချိန်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီးဒေါ်ပုံမြို့နယ်လမူတန်းရက်ကွက်နတ်စင်ကျောင်းလမ်းတွင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသည့်ဖြင့်ဒေါ်ပုံမြို့နယ်နေမီမီတက်စကန်မှမိညစ်တရင်3စီးတာကီတာမြို့နယ်နေမီမီတက်စကန်နှင့်ခရိုင်မီတက်စကန်တို့မှမိညစ်တရင်5စီးမင်္ဂလာတောင်ညွတ်မြို့နယ်နေမီမီတက်စကန်မှမိညစ်တရင်3စီး တောင်မွေမြို့နယ်နေမြင့်မီတစကမှ ရေတရင်တစည်းပဇွန်တော်မြို့နယ်နေမြင့်မီတစကမှရေတရင်တစည်းနဲ့တော်ရာဖာရဇုဘဆောင်ပရိုက်တာအဖွဲတို့မှထောက်ခွာနှိမ့်တက်လျက်ရှိပါသည် upgrade 7 58ချိန်ခန့်တွင်မိထင်းပြနိုင်ခဲ့ပါသည် upgrade 7 58ချိန်ခန့်တွင်မိငင်းပြနိုင်ခဲ့ပါသည်